ုင်းနိုင်ငံဘန်ကောက်မြို့ရှန်ဂရီလာဟိုတယ်မှာဧပြီလ၄ရက်နေ့ညနေပိုင်းကဘင်းစတက်အစည်းအဝေးတက်ရောက်ဖို့ရောက်နေတဲ့စက်ကောင်းဆောင်မဲအောင်လိုင်းကိုတကူတော်ဆန္နာပြလို့အဖမ်းခံခဲ့ရတဲ့ထိုင်းတက္ကသိုလ်ကျောင်းသားလေးကသူဆန္နာပြရတဲ့အကြောင်းရင်းကိုထိုင်းအင်တာဗျူးတစ်ခုမှာရှင်းလင်းဖြေကြားသွားပါတယ်။အဲဒီကျောင်းသားလေးဟာအသက်၁၉နှစ်အရွယ်ရှိတဲ့ပွန်ဖြစ်ပြီးဘန်ကောက်ထမဆက်တက္ကသိုလ်မှာပထမနှစ်ပညာသင်ကြားနေသူဖြစ်ပါတယ်။ အိန္ဒိယမြန်မာနိုင်ငံဟာဆရာနာရှင်လက်ထဲကိုကြောက်ရောက်နေပြီးအပြစ်မဲ့ပြည်သူထောင်နဲ့ချီအသက်ခံရပြီးတောင်းနဲ့ချီဖမ်းဆီးနှိပ်စက်ခံရချိန်မှာဒီမိုကရေစီထိုင်းအစိုးရကမျက်နှာပြောင်တိုက်ပြီးစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုလက်ဆွဲနှုတ်ဆက်တာကိုလုံးဝလက်မခံနိုင်တာကြောင့်ထိုင်းကျောင်းသားလေးကပြောဆိုခဲ့ပါတယ်။ဆရာနာရှင်ကိုထိုင်းနိုင်ငံသားတွေကမလိုလားလို့မြန်မာပြည်သူတွေနဲ့ယက်တီခဲ့တာလို့လည်းထပ်လောင်းပြောကြားခဲ့ပါတယ်။ ကျွန်တော်ကိုမတက်မကဲတင်ပါနဲ့မြန်မာပြည်သူတွေကိုပဲကဲတင်ပါလို့လဲထိုင်းကျောင်းသားလေးကအင်တာဗျူးအတွင်းမှာတောင်းဆိုခဲ့ပါတယ်ဗီဒီယိုကို Thai UDD News မှာဖြန့်ဝေထားပြီးလူတော်တော်များများကထောက်ခံချီးကျူးထားကြပါတယ်ရှင်